ောက်တိုဘာလ26ရက်နေ့မှာကရင်ပြည်နယ်မြဝတီမြို့ကေကေပတ်ကြားဖြန့်ဝင်းအတွင်းကနေထိုင်းဘက်ကိုထွက်ပြေးလာတဲ့နိုင်ငံပေါင်း28နိုင်ငံက1243ရောက်ထဲမှာဒီဒုစရရဝန်းရဲ့ခေါင်းဆောင်ကြီးဖြစ်တဲ့တရုတ်နိုင်ငံသားစာဝေးပါဝင်ပဲရှိတယ်လို့ထိုင်းသတင်းရှင်းမီဒီယာကဖော်ပြသွားခဲ့ပါတယ်။ကေကေပတ်ကြားဖြန့်ဝင်းကြီးကိုမြန်မာစစ်ကောင်စီကချေမုန်းနေတယ်လို့ထုတ်ပြန်ထားပြီး ဒီဒေသကိုထိန်းချုပ်ထားတဲ့ကရင်နယ်ချားဆောင်တပ် BGF နဲ့ပူးပေါင်းပြီးသုံးလညစက်တိုက်အဆောင်အုံတွင်ဖောက်ခွဲမှုတွေလှုံ့ဆော်ခဲ့တဲ့အတွက်ကြားဖြန့်လုပ်သားတွေနဲ့ဂိုင်းကောင်းဆောင်တွေထွက်ပြေးခဲ့ရမှာဇောင်းဝေဟာမရမတ်တဘာဝနယ်ဆက်ဖြတ်ကျော်လမ်းကနေထိုင်းဘက်ကိုအော်တိုဘားလ26ရက်နေ့ကဝင်လာခဲ့ပြီးသူ့ထိုင်းချထားတဲ့ရွှေတရီကန်နေမီလာအိုပိုင်နယ်အတွင်းက Kiromas Casino စီမံကိန်းဝင်ကြီးထဲကိုဥတီသွားနေတယ်လို့ The Nation ကဖော်ပြခဲ့ပါတယ်။ ထိုင်းမြန်မာနဲ့လာအိုတို့ဆုံရာရွှေတရီကန်ဒေတာလာအိုနိုင်ငံပတ်ချံပိုခဲယိုခရိုင်မှာ2008ခုနှစ်ကဇောင်းဝေဟာလာအိုအစိုးရရဲ့ဖိတ်ခေါ်မှုနဲ့ကင်ရိုမန့်ကာစီနိုမြို့တော်ကြီးကိုထူထောင်ခဲ့ပြီးအဲ့ဒီရဝန်ဟာကြားဖြတ်နဲ့ပတ်သက်တဲ့လူမောင်ခိုတရိတ်ဆန်မောင်ခိုနဲ့ငွေကြေးခေါ်ဟာချမှုတွေကိုအဓိကအလုပ်ဆောင်နေတဲ့အတွက်အမေရိကန်ကပိတ်ဆို့အေးအေးယူမှုတွေလှုပ်ထားခဲ့ပါတယ်။ Kenromax ကုမ္ပဏီကဟောင်ကောင်မှာမှတ်ပုံတင်ထားတဲ့ကုမ္ပဏီဖြစ်ပြီးဇောင်းဝေဟာမကာအိုကနေဒူးစရိုက်ကွန်ရက်ခေါင်းဆောင်အဖြစ်အရိဒေတာကိုရွှေ့လာသူဖြစ်ပြီးမဲခေါင်မြဝမ်းတခြားတရုတ်ချားဖြန့်လုပ်ငန်းတွေကိုဥဆောင်ထူထောင်ခဲ့သူဖြစ်ပါတယ်။အရင်ကမိုင်းလာမှာလဲဝါတက် UWSC NDA တို့နဲ့ပူးပေါင်းပြီးကာစီနိုမြို့တော်အမိခံကငွေရည်စေးနဲ့ငွေကြေးခွာချချားဖြန့်လုပ်ငန်းတွေထူထောင်ခဲ့တဲ့ဇောင်းဝေ83နှစ်ဟာ ရွှေတရီကန်စုံလောက်ပတ်ချန်းကို ထိုင်းနိုင်ငံချင်းရိုင်ခရိုင်ချင်းဆန်ကနေဖြတ်ထုတ်ဖို့သွားနေလောက်ပြီလို့တနေရှင်ကဆက်လက်ဖော်ပြသွားခဲ့ပါတယ်။ထောက်လိုင်းရင်တရင်နေအရာဆောင်းဝေဟာမဲခေါင်မြဝန်းဒေတာတခြားကိုစိုးမိုးနိုင်ရေးအတွက်ကာစီနိုရီတီဗီဖြက်စီးစီမံချက်မှာတရုတ်စိုးရကတချို့အနေနဲ့ဆေးလွတ်ထားသူဖြစ်နိုင်တယ်ဆိုတဲ့ဖော်ပြချက်တွေလည်းရှိပါတယ်။